် MTV မှာဆိုရင်တော့ VCD လိုမျိုးဟာမျိုးဆိုလို့ရှိရင်တော့ဆုံးကြအဲ့ဒါလေတနေ့ကိုနှစ်ပုတ်တည်းနော်အဲ့လိုနှစ်ပုတ်သုံးပုတ်အတွက်ပြူကြဟာကြီးမယ်လမ်းလျှောက်မယ်ပြိုမယ်အရင် VCD တွေကကြာတော့ storytelling မဟုတ်ဘူးလေဒီလားအဲဘွေးတို့မှာပြေးကြတယ်ပြောကြတယ်နော်ဟုတ်ကဲ့တိတ်ပြီးတော့ခက်ခက်ခဲခဲမဟုတ်တော့တခါတည်းတခါတည်းလေးကြာရင်ကိုရိုက်တဲ့တစ်ချင်က ွင့်ထားတဲ့သင်းနဲ့မတူတာရှိသေးတယ်ဟုတ်ကဲ့နော်အဲ့လိုမျိုးပြောစားသားတွေအော်ရတာလည်းရှိသေးတယ်အဆုံးမှာပဲပြောတော့ပြောစရာကြီးပါအဲ့တော့လေပြင်မဲ့တယ်လို့မထင်ဘူးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တချင်းနေရာမရတော့လေတချင်းနေရာမရကြတော့လေစားသားတွေအော်တာနဲ့အဲ့လိုရည်နေရတာပေါ့နော်ရည်သေးရည်စတဲ့အဲ့အဲ့အဲ့ဒါအရင်ကျွမ်းသွားပြီနော်ကိုရီစကီးရအဲ့တော့ကြတော့လေတော့သူစိုက်တလောက်အော်ကိုကအဲ့ဒါလေးအေးဟုတ်လိုက်ပြီးတော့ကြောတက်သွားတာပေါ့နော်ဟိုတော့သူစိုက်တဲ့ပုံစံနဲ့အော် ဒါပေမဲ့ကိုကကြတော့အဲ့ဒါဘာမှမဖြစ်တော့အဲ့ဒါအရင်ရှိတော့အဲ့သူအော်နေပေမဲ့လေကိုကပါဇက်ကနေပြီးတော့အဲ့ item လုတ်တက်သွားတယ်အဲ့ item လည်းလုတ်တက်တယ်အဲ့စာသားအတိုင်းကွက်တီကိုထွက်တယ်အဲ့ဒါတော့ပညာပေါ့အော်ရှေ့ခါလေးကြာတယ်အဲ့လိုလေအရင်ငယ်ကလေးလေးလေးဟိုပါလေ ။ပန်းရမယ်ကောင်းပါလေ။အာအမဆိုပြီးတော့သူကနာမည်ခေါ်လိုက်ရင်ပီတီတော့ဖြစ်သွားပါဘောနော်။အော်ဒီလိုကလေးလေးတွေအစသူတို့ဆိုတာတော်ငယ်လေ။အလမ်းမှာတွေ့ရတဲ့ကလေးလေးတွေမိုးဘိုးကမိုးဘိုးပေးရင်းနဲ့သူတို့နဲ့စကားပြောပြတော့သူတို့ကတိရဲဆိုတော့အော်ကိုပိုးကြီးဆိုတာမရိုက်တာကြာပြီလေ။အမှန်တမ်းပြောရအောင်ဘောနော်။မရိုက်တာကြာတာတော့မှသူတို့မှတ်မိတယ်ဆိုတဲ့အချိန်မှာရင်းထဲမှာတော့ပီတီဖြစ်ရပါတယ်ဟုတ်။တဲ့ရတော့အဲ့လိုစီလီပဲရှိရနော်ဟာကားရိုက်တော့အဲ့လိုမဆုံးဖြစ်ဘူးကားရိုက်တော့တက်တက်စီပေါ့ဘာလို့လဲဆိုတော့ဟိုမှာရိုက်တာကြတော့တန်းတန်းတော့မတူကြဘူး MTV မှာဆိုရင်တော့ VCD လိုမျိုးဟာမျိုးဆိုလို့ရှိရင်တော့ဆုံးကြတာပေါ့။အဲ့ဒါလေတနေ့ကိုနှစ်ပုတ်တွေပေါ့အဲ့လိုနှစ်ပုတ်သုံးပုတ်လည်းတူကြ။ဟာကြီးမယ်လမ်းလျှောက်မယ်ပြောမယ်အရင်က VCD တွေကကြာတော့ story telling မဟုတ်ဘူးလေဒီလားအာဘွေးတို့မှပြေးကြတယ်ပြောကြတယ်နော်ဟုတ်တယ်တိတ်ပြီးတော့ခက်ခက်ကြဲမဟုတ်တော့အဲ့လိုလေဟုတ်တယ်ဟုတ်ကဲ့ပတ်ခါလေးပြေးရတာတခါလေးကြာရင်ကိုရိုက်တဲ့တခြင်းကဖွင့်ထားတဲ့တခြင်းနဲ့မတူတာရှိသေးတယ်ဟုတ်တယ်နော် အဲ့လိုမျိုးပြီးတော့စာသားတွေအော်ရတာလည်းရတယ်အဆုံးမှာပဲပျော်တော့ပျော်စရာကြီးပါအဲ့လိုကလေပြင်မနေလို့မထင်ဘူးဟုတ်တယ်ဟုတ်တယ်တချင်းနေရာမရတော့လေတချင်းနေရာမရကြတော့လေစာသားတွေအော်တာနဲ့အဲ့လိုရည်နေရတာပေါ့နော်ရည်သေးရည်စဲအဲ့အဲ့အဲ့တော့အရင်ကျွမ်းသွားပြီနော်ကိုရီစီးရအဲ့တော့ကြတော့လေတော့သူစိုက်တလောက်အော်ကိုကအဲ့ဒီလေးအေးရောဟုတ်လိုက်ပြီးတော့ကြောတက်သွားတာပေါ့နော်ဟိုတော့သူစိုက်တဲ့ပုံစံနဲ့အော် ဒါပေမဲ့ကိုကကျတော့အဲ့ဒါဘာမှမဖြစ်တော့ဘူး။အဲ့ဒီအော်နေပေမဲ့လေကိုကပါဇက်ကနေပြီးတော့အဲ့အိုက်တင်လုတ်တက်သွားတယ်။အဲ့အိုက်တင်လည်းလုတ်တက်တယ်။အဲ့စာသားအတိုင်းကွက်တီကိုထွက်တယ်။အဲ့ဒါတော့ပညာပေါ့ဒါကိုယူရဲ့အထိမ့်မှတ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါပျော်ရွှင်စရာကောင်းတဲ့အမှတ်တရလေးတွေပါဟုတ် ဟုတ်ပါတယ်မေလေးဆိုလည်းဒီမျက်လုံးကအခုချိန်ကြီးမှတ်မိကြတယ်နောက်ဆုံးတချင်းသွားဆိုရင်တော့မှအချင်းမျက်ဝန်းဆိုတဲ့တချင်းကိုလည်းဆိုကြတာလူငယ်တွေတွေ့ရတယ်ဆိုတော့မေလေးနေနဲ့ပေါ့ကိုယ်ဒီလိုမျိုးလေးချစ်ပေးရအောင်တွေ့ရတဲ့အတွက်အရန်ကိုစိတ်ချမ်းသာရဲပျော်တာပေါ့နော်အဲဒါနောက်ွယ်ရနောက်ွယ်ရနောက်ွယ်ရပေါ့နော်တကယ်ရတဲ့တချင်းတွေလည်းရှိပါရဲ့တကယ်ရတကယ်ဘဝမှာအာ ကိုကြိုက်တဲ့သချင်းကိုရိုက်ခဲရတာပေါ့နော်ကိုကြိုက်တဲ့သချင်းကိုဘယ်တော့မှရိုက်ခွင့်မရခဲ့ဘူးလေတကယ်တမ်းဆိုအခွေထွက်မယ်ဆိုရင်ချစ်သူမှသချင်းရတော့ကိုကြီးရိုက်ချင်ပြီးတော့ရိုက်ခွင့်ရခဲ့တဲ့အမတ်တရားသချင်းမှမတင်စားမလို့လေအဲ့ဒီပုံပဲစုံဘူးလေကိုကြိုက်တဲ့သချင်းကိုရိုက်ခွင့်ရတာဂျန်တဲ့သချင်းတွေကကြာတယ်ဒါရိုက်တာရွေးတဲ့သချင်းအဲသချင်းပိုင်ရှင်ရွေးတဲ့သချင်းတွေကိုကိုကြီးတို့ကရိုက်ရတာအဲ့လိုပြောလို့မရဘူးဘာလို့လဲဆိုတော့သူကသချင်းတိုင်းလိုက်អော်ရတာဆိုတော့ အော်ဟဲ့ဆိုရင်တကယ်တမ်းခက်တယ်နော်အရင်ခက်တယ်သူတို့အနေနဲ့လည်းကြုံကြုံပြီးတော့ပြောရတဲ့ဟာမျိုးကသူတို့မှလည်းပညာသားပါတယ်ဒီအဲကြောင့်မလို့ဆက်ဖွဲ့တွေရောဟိုအားလုံးပေါ့နော်သူပညာနဲ့သူရှိကြတယ်ဆိုတော့အဲ့ဒါကိုပြောရအောင်ကိုရင်းဆိုမအော်ဒတ်ဘူးလေသိရအေးပေါ့ဒီတော့သိကြရခုနပြောသလိုပြေးမဲ့ဘေးနားနေဒရိုက်တာပြေးပြေးမဲ့လမ်းလျှောက်မဲ့ငိုမဲ့ဘာပြော လာရလာပြောရအောင်နော်စိတ်တာတော့အကုန်ပြောလို့ကိုရဲ့မို့တော့ကိုကဆက်ထိုင်တာပေါ့ဘလို့ကြီးပဲဖြစ်နေလို့စိရရမရရမို့ကတော့လောကမပြတ်တချင်းလဲစိုက်တာလဲပါပါတယ်မေလေးကိုယ်ကတချင်းစိုက်တော့ music ကိုဟိုဟာပေါ့ဝါနာပါတယ်လေအဲ့တော့ဘာ music ကိုမဆိုကိုကရိုက်ချင်တယ်အဲကိုရိုက်လိုက်တဲ့တချင်းတွေကလည်းတော်တော်များများပြည့်တက်တွေကလည်းစိုက်ကြတာတွေ့ရတယ်ပေါ့ဒါကတော့တိုက်ဆိုင်သွားတာ ်ခုနလေးပြောနေတာဒီခန္ဓာကိုရအောင်ရင်ရကြောက်ခုလာလာတယ်เนาะပါပါလေးစူးစားရုံးကန်ညနာရောရင်ချက်တဲ့အလှဆိုတာဟောက်ပေါ့ဟုတ်ဟုတ်အဲခုတော့ရင်ချက်သွားပြီ ခါလေးပြရည်ကျင်တယ်။ဟောငါအဲ့တော့အဲ့လိုဝေးခဲ့တာလား။အေးပေါ့နော်။မင်းလေးဆိုလည်းကပတ်တွေတဲ့မှာလက်ဆွဲတွေဆွဲကြိုးတွေအကြီးခေါဝင်းကြီးကကာကြီးပဲ။အော်အဲ့ကတော့အဲ့လိုဖြစ်စားခဲ့တာပါလားဆိုပြီးတော့ပေါ့နော်။အဲ့လိုပုံတွေပေါ့လွန်ခဲ့တဲ့နှစ်20ရာပုံတွေပြန်ကြည့်ပြီးရည်ကျင်တယ်ပေါ့နော်။နောက်မင်းလေးကအဲ့ခေတ်တော့တီရှပ်တွေတန်ကပတ်တွေကိုရစာလုံးနဲ့ပေါင်းပြီးတော့အဲ့လို hot shot တွေလုပ်ခဲ့တာပါလေ။သူကကိုယ်နဲ့ပို့ဟုတ်တယ်။ပန်ပန်စတိုင်တွေပေါ့လေဘက်တွေအဲ့လို choker တွေပေါ့။အော်အဲ့လိုမျိုးတွေပေါ့။ အဲ့ဒါကြီးလုတ်ခဲ့တော့ဟောအဲ့လိုကတစိမ်တော့အဲ့လိုလုတ်ခဲ့ပါလားပြန်တတိယကောင်းနေတော့ပဲအခုတတိယလည်းဟော့ရှော့ပေါ့အဲ့တတိယတော့ဘောဒီလိုအချိန်ဆုံးကိုရီမအားတော့အသာတိုက်နေတာ တကြံမှာကားဖို့တွေစို့ဖို့တွေအဲကိုပါဇာရုံးနဲ့ပေါ့နော်အဲအကတွေတိုက်ရတယ်အရန်လဲပြင်းမန်းတယ်အရန်လဲအကတိုက်ရတယ်အရန်လဲဖက်ရှင်ပိုင်းတွေကိုဖန်ဆောင်ထိသွားဝယ်ခဲ့ရတယ်ကိုကြီးကတော့အနေနဲ့ကြည့်လိုက်ရင်ဟိုးအရင်တည်းကအတိုင်းဟိုဒီပုံတိုင်းအသက်မကြီးတော့ဘူးလားအောင်နေရတယ်ပြီးတော့ဟိုသူ့ရဲ့လားအေးဆေးရဲ့တည်ငိမ့်နေပေါ့နော်အဲ့လိုမျိုးလေးပြီးတော့ဒီမျက်နှာလေးပဲဖြစ်နေရအရန်ထူးဆန်းပြီးတော့နော်တဒက်လေးနဲ့အရင်တည်းကအဲ့ပုံစံ ့အတိုင်းရလေအခုချိန်ဒီကိုဘာမှမပြေမစင်မလုပ်ဖဲနဲ့မင်းတို့ရမှဖြစ်စူးစမ်းရယ်ဘာမှဂျင်းနေဆော့ရယ်စကရင်နေကဲရယ်အဲ့လိုမျိုးလောက်ပါသေးဘူးဘိုးကြီးဆိုလို့ရှိရင်တက်သူငကိုလေးကအဲ့လိုတဘာဝလေးပဲဟာဟုတ်ကျင်းမယ်ဟုတ်ကျင်းမယ်ဟုတ်ကျင်းမယ်လားသားမယ်တို့ဘဝမှာဖြစ်တန်းခဲ့ရတဲ့အမှတ်တရလေးတွေပြောပြမှာပါခုနပြောသလိုပေါ့လက်ဦးစရာအကြောင်းလေးကိုရွယ်လက်ဦးစရာအကြောင်းလေးပြီးတော့အဲအမားအယွန်းလေးတွေပေါ့အဲ့ဒါလေးတွေကိုရွယ်ပြန်ပြီးတော့အမှတ်တရအနေနဲ့ပြောပြမှာပါဟုတ်ဟုတ်